မျိုးသားတွေရဲ့ဘဝမှာကကွယ်ပေးခြင်းပေမဲ့မကာကွယ်နိုင်ခဲ့တဲ့အမျိုးသမီးတယောက်ရှိတတ်ကြတယ်တဲ့ဟုတ်ပါတယ်ခမရတော့မသိဘူးကျွန်တော်မှရှိခဲ့တယ်ဗျကျွန်တော်တို့လို90ဘုံအများစုတွေအတွက်တော့မချစ်တတ်သေးတဲ့အရွယ်မှာပဲဥဥဖြဖြအသေးခွဲသွားခဲ့တဲ့ဇဝင်ကန်တခုရှိနေပါတယ်မိန်ပြပြလာရောင်အောက်မှာလှချင်နိုင်လှနေတဲ့ပန်းသွေးရောင်တစ်ပင်ဒီအလှရှုခင်းလေးကိုပိုပြီးကြက်တီတိုးစီတာကတော့ တစ်ပင်အောက်ကအဖြူရောင်ဝိယုံကိုဝတ်ဆင်ထားတဲ့နုနှစ်ယောက်အသားကြီးပိုင်ရှင်မိမလာကလေးလှလုံးလို့ပန်းပွင့်လာလူလာလို့ခွဲခြားမရသူဟာအချင်းလေးတစ်ခုကြောင့်သွေးကြောပိတ်ခံထားရပြီးပန်းမှုရာထက်မှာမှလုံးမရှိလျှဲလျောင်းနေခဲ့ရပါတယ်။ပကြီးတစ်ခုလိုပြီးပြည့်စုံလှတဲ့ဒီမြင်ကွင်းလေးဟာသူများရဲ့အတွက်တော့မသိဘူးကျွန်တော်အတွက်တော့အချင်းချင်းခါခါအသေးကွဲရတဲ့ရှုခင်းလေးတစ်ခုပါပဲ။ လဲလျောင်းနေတဲ့ဒီမိကလေးရဲ့မျက်လုံးပေါ်ကိုကြားရောက်လာတဲ့အဝိမဲဟာသူမရဲ့ဘဝကိုမှညှဉ်းနွမ်းသွားစေခဲ့ပါတယ်။အာနေနေတဲ့အချိန်တခုကိုခွင်ကောင်းယူပြီးမတမာမှုပြုခဲ့တဲ့ယသိဆုပ်ရဲ့ခန္ဓာကိုယ်ပေါ်ကိုကြမ်းတမ်းစွာထိတွေ့လာတဲ့ဒီလက်စုံကိုချီရသူကောင်းလေးအမှတ်နဲ့ကြည်ပြူစွာလက်ခံပေးခဲ့သူအဒီညာကမိုးမရွာပဲကျွန်တော်တို့အားလုံးဆူဆွေးစီခဲ့တယ် မကျော်ပိတ်ခဲ့တဲ့ကော့ကျင်ရံမွေးစားအဖေကိုစိတ်တူရမလားချစ်ရသူဒုက္ခရောက်ချိန်မှာတော့တိုင်းကျင့်နေတဲ့ဟိုကောင်ကော့ကျင်ကိုလားဒါမှမဟုတ်ဒီဇက်ဝင်ကန်းကိုထည့်ရိုက်ခဲ့တဲ့ဒရိုက်တာကိုပဲချိန်စေရမလားဒီဇလန်လေးထုတ်လွှင့်ခဲ့တာ16နှစ်ကြာသွားခဲ့ပြီမဲ့ကျွန်တော်တို့ကတော့အခုချိန်ထိအသေးကွဲလို့ကောင်းနေတော့မှာပဲကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာကတော့ကျွန်တော်တို့ကိုအသေးခွဲခဲ့တဲ့အချစ်ဦးကျွန်တော်တို့ရဲ့အလှပြင်မှာလျှော်ရီဖေးအကြောင်းပဲဖြစ်ပါတယ် သူမရဲ့အမှုပညာနာမည်ကတော့ Louis Faye ဖြစ်ပြီးအမေရိကန်နဲ့တရုတ်နိုင်ငံသားတယောက်ဖြစ်ပါတယ်။တနည်းအားဖြင့် Crystal Liu လို့လည်းခေါ်ကြပြီးနာမည်အရင်းကတော့ Liu Shi Mei ဖြစ်ပါ။အဆိုတော့ Modern မင်းသမီးတယောက်ဖြစ်ပြီးတရုတ်နိုင်ငံရဲ့အလှဆုံးမင်းသမီး၄ယောက်ထဲမှာတယောက်အဖြစ်သတ်မှတ်ခံထားရသူပါ။